ခုတင်ဆက်ပေးမယ့်သတင်းကတော့တိုက်ပြိုကြမှုကြောင့်စစ်တပ်ဦးတည်ဆောင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စက်ခိုင်မှုနဲ့ပါတယ်လူနေထက်မြင့်တဲ့ဇလုံးပြကြောင်းဖြစ်ပွားခဲ့တာကြောင့်အိန္ဒိယနိုင်ငံဒေလီမြို့မှာစက်တဲဦးသိဆုံးခဲ့လို့သိရပါတယ်။ယနေ့ဒေသဆန်တော်ချိန်မနက်3နာရီကျော်မှာပြကြောင်းဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ပြကြားခဲ့တဲ့တိုက်ဟာနှစ်နှစ်ဆက်တဲ့အချိန်တိုက်ဖြစ်တယ်လို့ဒေလီမြို့တော်ကိစ္စရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲကြချိန်မှာနေထိုင်သူအလုံးဟာအိပ်ပျော်နေခြင်းဖြစ်ပြီးမိသက်တက်ဖွဲ့တွေနဲ့ကဲဆဲရေးဖွဲ့တွေကအပြည့်အစုံကြီးချာမှပိတ်မိနေသူစတဲဟုတ်ကဲထုံနိုင်ခဲ့လို့သိရပါတယ်ဒရန်ရရှိသူ၅ဦးကိုစီးရင်ကိုတင်ပို့ခဲ့ရပြီးအပြည့်အစည်းရဲ့ကြမှာပြိမိနေသူတွေကိုရှာဖွေလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေရလို့ဒီလီမြို့တော်ဝန်ယုံကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နာရန္ဒရာမိုဒီကတိုက်ပြိုကြမှုကြောင့်အသက်ဆုံးရှုံးခဲ့သူတွေရဲ့မိသားစုဝင်တိုင်းကိုရူပီ၂သိန်းနဲ့တရားရရှိသူတွေနဲ့အသက်ရှင်ကျန်တဲ့သူတွေကိုတော့ရူပီ၅တောင်းထပ်ပံ့ပေးသွားမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြိုင်ဝါပေးပို့လာပါဗျ။